ဒီအာနာထိမှုအာနာသိမှုဟာခေါင်းခံမတော်ဝင်ရမှာဥမင်းအွန်လိုင်းအဲ့တော့သူတရားဝင်လားမဝင်လားဆိုတာကိုကျွန်တော်တို့ကအခုချိန်မှာကျွန်တော်မေးရမှာဖြစ်တယ်မှားတယ်လေမှားတယ်အဲ့တော့မှားတယ်ဆိုတာဥပဒေတကယ်ပဲလားနော်မှားတယ်ဆိုတာရယ်မှားတယ်မှန်တယ်မှန်တယ်ဆိုရလက်ခံတယ်ရှိရှိနော်မှန်တယ်မှန်တယ်ပြီးလက်ရှိရမှားတယ်တရားဝင်မှာမှားတယ်ဆိုရသူကလည်းပုံများနေသလားလို့ ဘာမရီအက်ရှင်ချန်နယ်ရလဲပြောနော်မားတယ်နော်မားတယ်ဟာမားတယ်မားတယ်အာနာထိန်းတာဒါဆိုရှင်ဒီအာနာထိန်းမှုကအာနာသိမ်းမှုကိုခင်ဗျားပြောတာမားတယ်ပေါ့နော်မားတယ်ဆိုရှင်ဒီခုအခုလုံးဝဒီ NCA မှာမပါဝင်တဲ့6ဖွဲ့ရခင်ဗျားတို့မှန်သွားပြီဗျအကယ်၍ဒီချက်ကအခုဦးမင်းအွန်လိုင်းရဲ့အာနာထိန်းမှုဟာတရားဝင်တဲ့ဟိဆိုဒီ6ဖွဲ့ကမားတယ်အဲ့ဒါမှအဓိကကျွန်တော်တို့ဖြေထုတ်လို့ရမှာ အမားတယ်ဆိုပြီးပဲမားတယ်ဆိုတာရွေးတယ်မားတယ်မှန်တယ်မှန်တဲ့သူလည်းရှိပါလားမားတာပုံများနေသလားအမားရွက်တက်နေမှန်တယ်ဟုတ်မစ်ကီကပြောတယ်မှန်တယ်နော်ကိုကိုကလည်းမားတယ်ဝင်းကို မားတယ်ကောင်းကောင်းကောင်းအောင်ဖြေပေးပါလားမားတယ်အမျိုးမင်းမားတယ်ရန်ဝေကိုမမပြရဲ့ဥပဒေကိုနော်ပြည်သူလက်မခံဘူးလေမားတယ်မားတယ်မှန်တယ်နော်ကဲမှန်တာမားတာအဲ့တော့အခုမားတာလည်းရှိတယ်မှန်တာရှိတယ်အဲ့တော့ဒီ6ခွဲ့ရဲ့ပေါ့နော် သူ KNU အပါအဝင်ပေါ့ CNF သူ ABSDF သူတို့အဖွဲ့တွေရဲ့ဒီဆုံးဖြတ်ချက်ကဒီဆုံးဖြတ်ချက်ကအဲခင်ဗျားတို့မှန်တယ်မားတယ်ဆိုတော့ခင်ဗျားတို့ဒီပြည်ထောင်စုမှာနှစ်ဖွဲ့ကွဲသွားပြီဖြစ်တယ်နော်နှစ်ဖွဲ့ကွဲသွားပြီဖြစ်တယ်အဲ့တော့အဲခင်ဗျားတို့ခင်ဗျားတို့နဲ့အတူတူချက်ပြီးတော့ပြောရမယ်ညာခင်ဗျားတို့ကြီးပဲကျွန်တော်ကကောင်းပေါ်တမ်းပြီးခင်ဗျားတို့ပခုံးပေါ်ကြီးပဲဒီအမှန်မားဆုံးဖြတ်ချက်ကိုလှမ်းတင်ပြီးလို့မရဘူးဗျအဲ့တော့နိုင်ငံတကာဆုံးဖြတ်ချက်တွေကျွန်တော်ကြည့်အောင် ဦးမင်းအောင်လိုင်းအာနာထိမ့်မှုဟာတရားဝင်သလားမဝင်သလားနိုင်ငံတော်ဆုံးဖြတ်ချက်လို့ဆက်ကြည့်အောင်နော် ICJ ကပြောတယ်ဗျအာနာထိမ့်မှုဟာပြည်တွင်းဥပဒေနဲ့စန့်ကျင်လို့နိုင်ငံတော်ဥပဒေနဲ့စန့်ကျင်နေပါလေတဲ့ ICJ နော် UN ဆိုတဲ့အဖွဲ့အစည်းကပြောတာနော် ICJ ကတရားခေါ်မှဆိုတော့အဲဥပဒေအရရှိကပြောတာနော်အာနာထိမ့်မှုကလုံးဝစန့်ကျင်နေပါလေအဲ့တော့နောက်ထပ်နိုင်ငံကအဖွဲ့အစည်းတိုင်းအဖွဲ့အစည်းတိုင်းကလည်းအဖွဲ့အစည်းတွေအားလုံးမိပါဖို့တော်တော်များများကပြောနေတာက ဒီအာနာထိမှုဟာမဟုတ်ပါဘူးတဲ့အာနာသိမ်းတာပါမားနေပါလေတဲ့အဲသူတို့နိုင်ငံတကာအခွေစည်းရထောက်ပြတာအဲ့တော့အဲ့တော့နိုင်ငံတကာအခွေစည်းတွေ ਨੇ ဒီအမားမှန်ကဒီ6ဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုဆုံးဖြတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တေချာရှင်းပြနေတာပါเนาะတေချာ30 30ပြနေတာပါအဲ့တော့နိုင်ငံတကာအခွေစည်းတွေ ICJ ပြီးတော့နိုင်ငံတကာဒီ Constitutional Network တို့ပါလို့ဒီလိုမျိုးအခွေစည်းတွေပေါ့ IMGO ကြီးဒီဘယ်ကောင်းလဲ International non government organization တွေပေါ့ဒီဖွဲ့စည်းတွေကလည်းဒုက္ခရေးဖွဲ့စည်းတွေကလည်းဒီအာနာသိမ်းမှုဟာမဟုတ်ပါဘူးအာနာသိမ်းတာဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုအဲ့ဒီပုံမှာအဓိကအခြေခံသွားတဲ့အတွက်ကြောင့်မို့လို့ဟုတ်ပြီကျွန်တော်ဆက်ပြီးကြည့်အောင်ဥမင်း online အာနာသိမ်းတာကဘလို့ခေါ်မလဲကျွန်တော်တို့တမရအရဲ့ဟို ICJ ဆိုဘာပြောလဲဆိုတော့ခါကြတော့ဗျာနော်ဟိုဒီပေါ့ပုံမှန်၄တစ်ခွန်ရအာနာသိမ်းမယ်ဟေ့ဆိုလို့ရှိရင်ပေါ့အဲတမရက တမနာကတမနာမဲ့လုတ်ပိုင်လို့ရှိရအဲ့ဒါကိုဘာဖြစ်လို့ဥမျိုးစီရလုတ်လဲပေါ့အဲဒီပုံစံမျိုးတွေအထိသူတို့ကဝေဖန်ထောက်ပြထားတာရှိတယ်နော်ဝေဖန်ထောက်ပြထားတာရှိတယ်အဲ့တော့အဲ့တော့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုရှင်အခုအများစုလူများစုနေရသွားရမယ်ဆိုရင်မှားတယ်ဆိုတဲ့သူတွေတော်တော်များတာဘူးဗျာနော်တော်တော်အများဆုံးဖြစ်နေတာပါအခုကအဲ့တော့လူများစုနေရပြောမယ်ဆိုလို့ရှိရင်တော့ NCAD တရားဝင် နော်အခုနိုင်ငံရေးပါတီများတွေအခုလက်ရှိရှိနေတဲ့နိုင်ငံရေးပါတီများတွေတရားဝင်ဟုတ်ပြီနော်အဲဒေါ်အောင်ဆန်းစုကြည်အစိုးရတွေတရားဝင်ခဲ့ကြီးအဲထို့သူကျွန်တော်တို့ဦးသိန်းစိန်အစိုးရတွေတရားဝင်ခဲ့ကြီးလွတ်တော်တွေတရားဝင်ခဲ့ကြီးဒါဆိုမှားတယ်ဟဲ့ဆိုရင်မှားတာဆိုလို့တယောက်ပဲတရားမဝင်တာတော့ဦးမင်းအောင်လိုင်းတယောက်ပဲဖြစ်နေတယ်အဲ့တော့အဲ့တော့ဒီကိစ္စမှာဒီဒီဘောနော်မဝင်တဲ့အဖွဲ့ကြီး6ဖွဲ့ရဲ့ဆုံးဖြတ်ချက်မှာတော့ အဲကျွန်တော်ဒါသုံးသပ်လို့ရသွားပြီပေါ့နော်ကိုမမအမြင်နဲ့ကတော့တဲ့မြောင်းလိုက်အာနာဦးမြောင်းလိုက်အာနာသိန်းတော်ကိုတဲ့ဘယ်လိုမြင်သလဲတဲ့အာဘလူးခေါ်မစတော့တော်တော်အငင်းပွားဖွယ်ရာကိစ္စမျိုးဖြစ်နေတာလို့တော့တွေ့ရတယ်ပေါ့နော်မကြောက်လဲဆိုတော့အခုပုံမှန်၄၁ခွန်ဆိုတာကနိုင်ငံရဲ့တော်တော်ကြီးအမြင့်ဆုံးအရေးပေါ်ခြေနေခြေညာတမရတယောက်ထဲကရှင်းသုံးလို့ရတယ်တမရပဲနော်နိုင်ငံတော်ရဲ့တမရအစိုးရအင်အားစင်မှာတကယ်ထိတ်ဆုံးတမရကသာရှင်းသုံးလို့ရတယ် အဲဘယ်လိုခေါ်မလဲဆိုတော့ဥပဒေပုံမှန်ဖြစ်တယ်ပေါ့အဲ့ဒီဥပဒေပုံမှန်ကိုဘယ်အချိန်မှာကျင့်သုံးရမလဲဆိုတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာเนาะကျွန်တော်တို့ဒီဒုတာဝန်အရေးသုံးပါဒုတာဝန်အရေးသုံးပါနဲ့ဂျုံလာမသာလင်သုံးလို့ရတယ်သို့ပါတော့လည်းပဲမဲစင်းလွဲမှားပါတယ်ဆိုတဲ့ငင်းခုံမှုတစ်ခုပေါ်မှာအခြေခံပြီးတော့မဲစင်းလွဲမှားမှုဟာဒီဒုတာဝန်အရေးသုံးပါနဲ့မဆိုင်ဘူးထင်တယ်ဘာကြောင့်လဲဆိုတော့အတိမပြည့်ရသေးသောဆွဆွဲချက်ကဒုတာဝန်အရေးသုံးပါနဲ့ဘာမှမဆိုင်ဘူးဒါမျိုး ဘယ်လိုဟောမလဲကျွန်တော်တို့နိုင်ငံတကာမှာလည်းဒါမျိုးဆွဆွဲချက်တွေရှိနေတာဟုတ်နော် irregularity လို့နောက်ပြီးတော့မဲစင်းလွဲမားနေတယ်လို့ပေါ့နော်ဒါမျိုးဒါအဲ့အတွက်ကြောင့်မို့လို့တို့တောင်ရေးသုံးမနဲ့မဆိုင်ပတ်သက်လာမှာတကယ်ကိုနိုင်ငံတော်ရဲ့ဒီပြုတ်ကွဲရေးကိုချင်းချောက်လာမှသာလျှင်ပုံမှန်လေးတခွန်သုံးလို့ရတဲ့နေရာမှာကိုစိတ်ကြိုက်ဒီမဲစင်းလွဲမားမှုကိစ္စမှာအငင်းပွားမှုကိစ္စလေးမှာထုတ်သုံးတယ်ဆိုတဲ့ခါကျတော့ဘယ်ကောင်မဆိုအကြောင်းရင်းအခြေခံ အာနာပေါ့ရေးပေါ်အခြေအနေကြီးညာရလောက်အောင်အကြောင်းရင်းအခြေခံမပြည့်စုံတာကနံပါတ်၁ချက်ပေါ့ကျွန်တော်တစ်ဖက်ကညင်းမယ်ဆိုလို့ရှိပေါ့နော်ဒါပုံမှန်၄၁ရပုံမှန်၄၁ရနိုင်ငံတော်မှာနိုင်ငံတော်ပြုတ်ကွဲမဲ့အန်ဒီရဲ့ဟလာဒါမျိုးရေးပေါ်အခြေအနေကိုကြီးညာလို့ရတယ်ဒါပေမဲ့မဲစင်းလွဲမှဆိုဘယ်အစိုးရတက်တဲ့မဲစင်းလွဲမှမှုကတော့အဲ့လိုမျိုးဆဆွဲပြောဆိုမှုကကြုံနေမှာပဲဖြစ်တယ်အဲ့လိုကြုံနေတိုင်းပုံမှန်၄၁ကျွန်တော်တို့ကအသုံးပြုရမယ်ဆိုလို့ရှိရင်အာနာစရိုက်တိန်းနေရမှာမပူနဲ့အဲ့တော့ဒါပုံမှန်၄၁ရ ဟုတ်ပြီပုံမှန်လေးတခုမှာတစ်ဖက်ကပြန်ရင်းတော့လွဲသွားပြီလို့ကျွန်တော်ပြောလို့ရပြီနော်ဟုတ်ပြီအဲ့တော့ပုံမှန်လေးတခုကနေကျွန်တော်ဆက်ဆင်းလာမယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုရောက်မလဲဆိုတော့အဲပုံမှန်လေးတခုကညာတမနာညာများတမနာကဥဝင်းမြစ်လေဘယ်လိုဖြစ်ဥမြစ်ဆိုရထားညာတာလေအဲ့တော့ဟုတ်ပြီဥဝင်းမြစ်ကပုံမှန်62ရာလွတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့အတွက်ကြောင့်ပုံမှန်62ရာနိုင်ငံတော်တမနာနဲ့ယာယီအတူတမနာများသည့် လုံးဝအဒီပေါ့မိသည့်လွတ်တော်ကိုယ်စလဲမှမဖြစ်စေရဆိုတဲ့ခါကြတော့အဲ့မှာလွတ်တော်ကိုယ်စလဲဆိုတဲ့အတိတ်ပဲကိုလည်းအတိတ်ပဲဖွဲ့အောင်မယ်အဲ့တော့ကြမ်းမကြိမ်မချင်းဘောလွတ်တော်ကိုယ်စလဲမဖြစ်ဘူးဆိုတာ UEC ရဲ့ထုတ်ပြန်ချက်တွေမှာလည်းရှိရနော်အဲ့တော့ကြမ်းကြိမ်ပြီးတော့ candidacy လို့ခေါ်တဲ့ကျတော်တို့ပုံဟောင်းနဲ့ရှင်ရောက်ဝင်ရောက်ရွေးချယ်ခံတုံးဆိုတဲ့ပုံစံပဲရှိသေးတယ်။အဲ့ဒီမှာလည်းတစ်ဖက်ကပြန်ပြီးငင်းခုံလို့ရသွားပြီ။အဲ့တော့ပုံမှန်60နှစ်ရလေဘယ်လိုခေါ်မလဲကျွန်တော်တို့သမရ ရာဒူးကနေနှုတ်ထွက်ပြီးတော့မှဝင်ရမယ်ဆိုရွေးကောက်ပွဲဝင်ရမယ်ဆိုတာမရှိဘူးနောက်တစ်ခုကတမနာကိုအပြစ်တင်ချုပ်ချဝေဖန်မယ်ဟိဆိုရင်တော့မှပဲ impeachment trial ဆိုတာရှိပါတယ်တမနာကိုကျွန်တော်တို့နီလန်ဥပဒေနဲ့တာလေဖြုတ်ချလို့ရပါတယ်ဖြုတ်ချကြတယ်ဟုံးတိုင်းကိုဖြုတ်ချလို့ကန်ချလို့မရဘူးနော်အတမနာအကယ်၍သာအပြစ်ပူချိုးဖောက်နေရင်တော့မှပဲအဲ့ဒီတော့ကြောင့်မို့လို့တမနာဟာဥဝင်းမြစ်ဆိုတာပဲဆက်လက်ရှိနေတော့မှာဘာကြောင့်လဲတမနာကိုဖြုတ်ချမေးဆိုရင်တမနာကိုဖြုတ်ချနိုင်တဲ့ အခြေခံဥပဒေပုံမှန်ရှိထားပြီလားအဲเนาะအဲ့တော့အဲ့ဒီမှာလဲကျွန်တော်တို့ကထပ်လွဲသွားပြန်တယ်เนาะအလွဲသွားတဲ့အခါမှာဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ကဘယ်လိုဆက်သွားမလဲဆိုတဲ့အခါကျတော့ကာလုံခေါ်တဲ့နေရာမှာလဲကာလုံမှာအားလုံးပြည့်ပြည့်စုံစုံမရှိဘူးเนาะကာလုံမှာတချို့တလေကိုခါလဲကိုထိမ့်ချုပ်ထားပြီးသားဖြစ်တယ်အဲ့တော့ကာလုံနဲ့တိုင်ပင်ပြီးတော့မှသာအဲဘယ်လိုခေါ်မလဲအာရေဘော်ချင်းနေပြင်ညာလို့ရတာလीเนาะအဲ့တော့ရေဘော်ချင်းနေပြင်ညာမှုက တမရတာလေးဖြစ်တဲ့ ਨੇ အဲ့ဒီတော့ကြမို့လို့အဲဦးမင်းအွန်လိုင်းရဲ့ဒီအာနာထိမှုကိုနိုင်ငံတကာအဖွဲ့အစည်းတွေကတော့လုံးဝတရားမဝင်ပါဘူးအဲ့လိုတရားမဝင်ဆိုတော့ဒီ NCA သူကျင်းပနေတာတွေ NCA မှာဆက်လက်ဆောင်ရွက်နေတာတွေဟာတရားမဝင်မဝင်တဲ့အတွက်ကြောင့်မို့လို့ဒီ6ဖွဲ့ရဲ့ဆုံးဖြတ်ချက်ကသူတို့အမြင်သူတို့ရှုထောင့်ဘက်ကကြည့်မယ်ဟေးဆိုလို့ရှိရင်တော့မှားတယ်လို့တော့ပြောလို့မရတော့ဘူးပေါ့ဗျာနော်မှားတယ်လို့ပြောလို့မရတော့မိတ်ချီလာမှာပြီးရတဲ့ခေါက်ကဟိုငုံကြွေးကားကို လက်ပြုံးနဲ့အခွဲခံရခင်ဗျားတို့တွေ့မှာမနော်လိုင်းပေါ်မှာလည်းပြန်နေပါအဲ့တော့အဲ့ဒီဖြစ်စဉ်တွေကဘာကြောင့်ပြည်ပြီးမိတိလာဆိုတာတက်မြုပ်ဖြစ်တယ်တက်မြုပ်မှာဒါမျိုးလုပ်တယ်ဆိုတော့ကို့အတွင်းလူကမပါဘဲနဲ့တော့မလွယ်လောက်ဘူးထင်တယ်နော်အဲ့တော့ဖြစ်စဉ်ကအခုဘယ်လိုခေါ်မလဲဆိုတော့ဒီစစ်တပ်ပေါ့နော်စစ်တပ်တွေရဲတွေက black cycle တွေပေါ့ without cycle တွေဖမ်းနေတယ် without cycle တွေဖမ်းတဲ့အခါမှာ ီသူတွေစိတ်ညစ်ရတာပေါ့ဗျာနော်ပြီသူတွေဘလောက်ထိစိတ်ညစ်တော်တော်စိတ်ညစ်နေရတာပါဟိုမော်တော်ပီကဲမှမဖမ်းရအောင်လို့တော့သူတို့ပဲဖမ်းတယ်သူတို့ဆိုင်ကယ်တစ်စီးကိုတားပြီးဖြစ်ဆိုလို့ရှိရင်လည်းအကြောင်းမျိုးရှာပြီးငွေညစ်ပါတယ်တဲ့နော်အဲ့တော့ဟိုမိထီလာဆိုတာဆိုင်ကယ်တားအားကိုးရတဲ့မျိုးပါအဲ့တော့ဘယ်လိုခေါ်မလဲဆိုရွာလေးတောရွာလေးတွေကနေပြီးတော့ဈေးလာဝယ်ကြတယ်ဈေးမှာမိထီလာဈေးမှာဈေးလာပြီးဖြစ်ဆိုလို့ရှိရင်သူတို့ကမနက်9နာရီလောက်ဆိုလို့ရှိရင်အာအဲ့ဒီကျွန်တော်တို့ရဲတွေကပေါ့နော်ရဲတွေကရဲတွေစစ်တပ်တွေက အဲဘယ်လိုခေါ်မလဲကျွန်တော်တို့ဈေးရဲ့ရှေ့နောက်မှာပိတ်ထားလိုက်ပြီပိတ်ထားလိုက်ပြီဆိုတော့အကောင်လုံးပြန်ထွက်မှာထွက်တဲ့ကောင်လည်းအကောင်လုံးကမိမှာပဲထွက်တဲ့ကောင်လည်းဆိုတာဘယ်လိုခေါ်ဆိုင်ကယ်တွေကဆိုင်ဝတ်တော့ဆိုင်ကယ်တွေအားလုံးကမိမှာပဲအဲ့လမ်းကျောသူတို့ပိတ်ထားလိုက်မိထီလာဆိုတာကကျွန်တော်သိပါတယ်မိထီလာကတကယ်တက်မြို့ပါဈေးရှိတယ်မိပြဈေးရိုင်းထွက်မယ်ဆိုလမ်းကျောတွေရှိတယ်အဲ့လမ်းကျောကစောင့်နေရှိဘလုံးကဆိုင်ကယ်ထွက်လို့မရတော့လေနော်အဲ့တော့အဲ့လိုမျိုးတွေငွေတွေကောက်နေတယ်ငွေတွေကောက်တဲ့ခါမှာတော့ အခုအပြစ်ခံရတဲ့လက်ပြပုံနဲ့အပြစ်ခံရတဲ့သူကဘယ်မှဒီလုံချုံရင်းလှည့်နေမှာမဟုတ်ဘူးစိုင်းကလေးဖမ်းပြီးပြန်လာတာစိုင်းကလေးမှာဖမ်းပြီးဝင်ကြည့်ပြန်လာတဲ့ပြန်လာတဲ့ရဲကားဖြစ်နေတာဟုတ်နော်လုံချုံရင်းကားရဲကားတော့မဟုတ်လုံချုံရင်းကားဖြစ်နေအဲ့လုံချုံရင်းကားကိုအပြစ်ထည့်လိုက်တော့ဗျာနော်ပြစ်ထည့်လိုက်တဲ့အခါမှာထိသွားတော့အဲ့တော့အာအဲ့ဒီမှာတကယ်တမ်းဆောင်ရွက်နေတဲ့လုံချုံရင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူလူထုကိုစီးယုံမှုတွေတုံ့ပြန်အောင်ကြိုးစားပါနော် လက်နက်မကင်ပဲလက်သုံးချောင်းထောင်ခဲ့တာအဲ့ဒါမရဘူးလေအဲဦးမေအောင်လည်းပြောတဲ့စကားတွေမှာအဲ့ဒါလည်းပါတယ်ဒီမိုကရေစီစစ်လို့ရှိရင်အဲသူကပူပေါင်းမယ်ပေါ့စစ်တပ်ကပူပေါင်းမယ်သူကိုယ်တိုင်ကဒီမိုကရေစီစစ်ခဲ့လို့လားဒီမိုကရေစီဆိုတာပြည်သူဆန္ဒအချုပ်ချာအာဏာပြည်သူစီရဆင်သက်တာလေအခြေခံဥပဒေအရကြည့်မယ်ဆိုရှင်လေဒေါ်ဆန်းစုကြည်ဒီပြည်သူကတောင်းဆိုတဲ့အခါမှာနည်းနည်းလေးတောင်ဂီးမဆိုင်ခဲ့နော်ဂီးမဆိုင်ခဲ့ဆိုတာပြည်သူကမဲစင်းနဲ့လွဲမှားပါတယ်ဟဟဟိုပါတီတွေတောင်းဆိုတယ်ဗျာ နော်ပြည်သူတွေတောင်းဆိုတယ်နည်းသည်ရှိများသည်ရှိတောင်းဆိုပြီးဟိတ်ဆိုရှင်တော့အဖတ်တော့လောက်အောင်မယ်ဒါကြောင့်လဲအဲအစိုးရတည်းရဲ့အနေနဲ့တော့လကောင်းပါတော့ပြည်သူတည်းရဲ့အနေနဲ့တော့လကောင်းအမ်ပကောမဆိုပြီးတော့တပ်မတော်တည်းရဲ့အနေနဲ့လကောင်းတောင်းဆိုတဲ့ခါမှာသူ view site ခဲ့ရမယ်ဒါပေမဲ့ view site ခဲ့အတွက်ကြောင့်မို့လို့သူလည်းလွယ်ခဲ့တာပဲအထို့တူဥမင်း online ရောပါထူးလဲဥမင်း online အာနာကိုထိန်းလိုက်တယ်အာနာထိန်းတဲ့ဒေါ်စန်းစုကြည်ကိုဖမ်းလိုက်တယ်ဗျာနော်ဥဝင်းမြစ်ကိုဖမ်းလိုက်တယ်ဗျာ တော့ဖမ်းတဲ့ဖမ်းလို့ရသူများများတော်တော်များအကုန်လုံးဖမ်းလိုက်ပါတယ်ဖမ်းတဲ့ချိန်မှာပြည်သူကအေဂျင့်စွာဆန္ဒပြပါတယ်လက်သုံးချောင်းထောင်ပြီးမှန်ပါတယ်နော်အေဂျင့်စွာဆန္ဒပြအဲ့ချိန်မှာလဲသူသာဒီမိုကရေစီစစ်ရုံးမှန်လို့ရှိရင်ပြည်သူတွေနည်းတည်ရှိများတည်ရှိပြည်သူကဆန္ဒပြလာပြီးတောင်းဆိုလာပြီးဟဲ့ဆိုလို့ရှိရင်သူ့အနေနဲ့အသိမှတ်ပြရမယ်သူကိုယ်တိုင်ကကျွန်တော်တို့အိုးဒီမိုကရေစီနဲ့မကိုက်နေတဲ့ပုံကိုတရားဖြစ်နေတယ်ဒီမိုကရေစီနားမလဲတဲ့ပုံကိုတရားဖြစ်နေတယ်ဗောနော်အဲ့တော့သူတော်မှာပဲဒီဒီဗောနော် ဟိုအေဂျင့်တော်ဆန္ဒပြနေတဲ့သူတွေတဖြည်းဖြည်းတဖြည်းနဲ့လမ်းတွေဖြည်းဖြည်းချော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 လာပြီးတော့အကျန်းဖတ်တဲ့စီကိုရောက်သွားတယ်။အဲ့လိုရောက်သွားပြီဆိုတဲ့ခါကျတော့ဒါတွေအားလုံးဟာအဲ့ဒီအချိန်မှာသူကပြပြတလဲနဲ့ဒီမိုကရေစီစစ်တပ်ဒီမိုကရေစီခေါင်းဆောင်ဟာလာဒီမိုကရေစီအစိုးရမှန်လို့ရှိရင်သူ့အနေနဲ့လည်းအဲ့ချိန်မှာပြပြတလဲနဲ့ဟာမင်းတို့ဘာဖြစ်ချင်တာလဲဒေါအောင်ဆန်းစုကြည်လို့ပြန်လွတ်အဲ့ဒါပါပြန်လွတ်ပြီးတော့ဟုတ်ပြီဟာလာအဲ့ချိန်မှာဗျာဟုတ်ပြီမဲဆင်းတွေလွဲမားနေတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်ကြမလဲဟုတ်ပြီမဲဆင်းတွေပြန်စစ်ကြမယ်ပြန်စစ်တဲ့ခါမှာ အတော်ဆန်းစုကြည်ရောစစ်တပ်ရောအထင်ကြီးပုံကိုရောနိုင်ငံတကာအဖွဲ့အစည်းတွေရောမက်ဆီနေပြန်ပြီးစစ်ဆေးမယ်စစ်ဆေးပြောလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့စီစဉ်မင်းပဲဆိုလို့ရှိရင်ဒါအဆင်မပြေသွားနိုင်ဘူးလားအဲ့လိုမျိုးမဟုတ်ဘူးသူကိုယ်တိုင်ကသူကိုယ်တိုင်ကလည်းဒီမိုကရေစီနဲ့မဆန်တဲ့ပုံကိုတရားဖြစ်ပါတယ်နော်ဦးမြောင်လိုက်ရာသူကသူကိုယ်တိုင်ပဲယူမဲ့သူမရှိလို့ဖိယူထားရတာလားဒါမှမဟုတ်ရှိရင်လည်းစွန့်ရတော့ပေါ့စစ်တပ်ကစစ်သားတွေဟာပေါ့ပေါ့နေပေါ့ပေါ့စားပြီးတော့ ပါဖောင်းအောင်စားမယ်ပေါ့စားမယ်ပေါ့စားမယ်စားမယ်နော်နားပြောင်းအောင်အိပ်မယ်ဆိုတဲ့စစ်ဘုံကျုပ်တွေများတဲ့အခါမှာတော့ຢາຮູ້ຕາມຢາລະຢູ່ຈິນແດ່ໂຕບໍ່ຊິອຸເມອອນລາຍນີ້ຫັ້ນງາຖ້າໄປເບິ່ງບໍ່ຮູ້ມາບໍ່ຊິຮູ້ສືປົກກະຕິຢູ່ດີຊິເອີ້ອ້າຍຕະຄູແດ່ຕະຄູຄູບໍ່ແກ່ນະອ້າຍຕະຄູແດ່ຕະຄູຄູຜິດນິບາເອີ້ອະຄູອັນນັ້ນໄປປະຕັດລາລະຊິຫຍັງແນ່ອະຄູນອກປາຍອ່າຢາຊິດີບໍເນາະຢາຊິດີສິດຕີດີຕໍ່ໆແມ່ນຍາມາບາດີຜິດນິສໍ အရင်ကဆိုလို့ရှိရင်မိမကိစ္စနဲ့ဆိုစစ်တပ်ကလုံးဝခွင့်မလုပ်ဘူးနော်တခုခုဖြစ်ရင်မိမကိစ္စဆိုရင်လုံးဝတိမ်နေတာနော်အေးယူတယ်ငွေကြေးကိစ္စလုံးဝအေးယူပါတယ်အခုနောက်ပိုင်းမှာငွေကြေးကိစ္စအေးယူမှုလည်းရှားလာတယ်မိမကိစ္စနဲ့ပတ်သက်ပြီးတော့အေးယူမှုတွေလည်းရှားလာတယ်နောက်ဆုံးပိတ်ဖို့ပြန်နော်ဂိတ်မှာအကိမ်းမှာဘယ်လိုခေါ်မလဲဆိုတော့ငွေကောက်နေတယ်တိတယ်ဒါတွေလွတ်ပေးနေတယ်တိတယ် အေးအေးယူမှုတွေရှားလာတယ်။ဘာကြောင့်လဲဆိုတော့နှစ်နည်းနှစ်ခွက်ကြည့်အောင်တစ်ဖက်ကတော့ဟိုလွတ်ထားပြီးလိုက်ပါကွာဆိုတဲ့ပုံနောက်တစ်ဖက်ကတော့အင်အားပြုံးသွားမှာဆိုတဲ့ပုံစံမျိုးတွေလည်းရှိတာပေါ့ကွနော်။အဲ့တော့ဘယ်လိုတွေဖြစ်နေဆိုတော့အခုစက်သားတွေတချို့ပေါ့နော်တော်တော်များများကရှိတယ်။အဲမိမရှုပ်ကြတယ်။မိမရှုပ်တဲ့အခါမှာအင်ရမိမတွေကသွားတိုင်တယ်။သွားတိုင်တဲ့အခါဒါဟုတ်အေးအေးယူတွေမရှိတော့ရှားလာတယ်။အဲ့တော့အဲ့တော့မိမတွေက ဘယ်လောက်ထိကြိမ်သေးလာကြလဲဆိုတော့လှုပ်ထလှုပ်ထနင်းလှုပ်ထနင်းသေးမှငါနင်းရဲ့ပင်စင်ကိုထုတ်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီမျိုးပဲကြိမ်ပြီးတော့မိမတွေကနောက်ထပ်မှကြံတဲ့မိမတွေပေါ့နော်နောက်တန်းအောင်ဖြစ်ပါလေကျွန်တော်တို့စစ်သားမိမတွေစစ်သားရဲ့ရည်စားတွေနော်အဲစစ်သားရဲ့လက်ထက်ခွင့်တင်ထားပြီးသားမိန်းကလေးတွေကအခုဆိုရင်ဟိုရှုပ်နေရှုပ်နော်ဟိုကနေတဲ့ငါနေလာစားတွေထိုင်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိမ်သေးနေရတယ်အိမ်မှာထိုင်ပြီးကြိမ်သေးတယ်ဘာကြောင့်စစ်တပ်ကအေးမှမပြူတာ အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့တော့ကုသတ္တမနည်းနည်းလေး